တောင်းသမီးတို့အားလုံးမင်္ဂလာပါနော်ဒီချက်ကတော့ဒုတိယရန်ဇာရိတာနဲ့ပြည်သူနေတီကိုတင် जा ပေးမိဒီချက်နိုင်ဖြစ်ပါတယ်အခုစာတင်ချိန်မှာဒီချက်ကသင်ငန်းစာ15ချမ်းမြေတာယာဒုကဘာဆိုတဲ့သင်ငန်းစာလေးကိုတင် जा ပေးမှာပါနော်တဘာဝပတ်ဝန်းကျင်ကိုအလေးထားတတ်ဖို့အတွက်ဒီသင်ငန်းစာလေးကိုဒီချက်နဲ့တူလေ့လာကြည့်ကြမယ်နော် ဝင်ခြင်းကရရှိတဲ့အရာတွေကဘာတွေလဲ။တာဝန်ခြင်းမှာရေမရှိရင်ဘာဖြစ်မလဲ။တာဝန်ခြင်းမှာတပင်းတွေမရှိရင်ဘာဖြစ်နိုင်တယ်လဲ။တာဝန်ခြင်းမှာလေမရှိရင်ဘာတွေဖြစ်နိုင်လဲ။ကဲတောက်သမီးတို့ရေတောက်သမီးတို့ဖတ်စာအုပ်ထဲမှာပြထားတဲ့ပုံလေးတွေကိုကြည့်ကြရအောင်။တောက်သမီးတို့ဘယ်နေရာကိုကြိုက်တယ်လဲ။ဘာဖြစ်လို့လဲ။ ဒီချက်ကိုစဉ်းစားပြီးတော့ဖြည့်ပေးဖို့မမေ့နဲ့နော်။ကဲအခုတခါဒီချက်ကဇလန်းလေးတပုတ်ကိုပြပြပေးမယ်နော်။တတမီမီတို့ရဲ့ပတ်ဝန်းကျင်နင်းနင်းတယောင်အိမ်နဲ့မနီးမဝေးမှာရှိတဲ့ပန်းချံတဲကိုရောက်ရှိသွားတယ်။ရောင်စုံပန်းကလေးတွေပွင့်နေတာတိတ်လာတယ်။လေပြေကလေးတိုက်လိုက်တော့အမိုးကိုပြေးသွားတာပဲ ကောင်းကင်ကိုမော့ကြည့်လိုက်တော့တိမ်နေကင်းစင်နဲ့အပြာရောင်ကောင်းကင်ကြီးကိုတွေ့တယ်။နင်းနင်းရဲ့ရင်ထဲအေးညာသွားတယ်။စိတ်ထဲမှာလွတ်လပ်ပြီးပျော်ရွှင်သွားတယ်။ဗန်းချန်တဲကဆန်းချောင်းကလေးနာကိုရောက်သွားတော့ဖားကလေးတကောင်ကရေထဲကိုခုန်ဆင်းသွားတာတွေ့လိုက်ရတယ်။ဖားကလေးကနင်းနင်းကိုကြောက်လို့ရေထဲကိုဆင်းသွားတာလား။မကြောက်ပါနဲ့ဖားကလေးရဲ့မင်းတို့လေးတွေကိုငါကချစ်ပါတယ်လို့ပြောလိုက်တယ်။ဖားကလေးကရေဆက်နားမှာရှိတဲ့ကြောက်တုံးပေါ်ကိုခုန်ထွက်သွားတော့ ညနာကိုရေစက်ကလေးတွေလွင့်စင်လာတယ်။ဟေးဖားကလေးကညနာကိုရေနဲ့ပတ်တယ်တော့ဆိုပြီးတော့တခိခိယီနှင်းနှင်းတယောက်ပန်းချံထဲမှာပျော်နေပါတယ်။ပန်းချံထဲမှာကြာနေတဲ့နှင်းနှင်းစီကိုမေမေကလိုက်လာပါတယ်။မေမေနဲ့တွေ့တော့ပန်းချံထဲရလို့နေရာတိုင်းတန်ရှင်းလှပနေသိကောင်းမှပဲနော်။အခုလိုတန်ရှင်းလာပအောင်ဘလို့လုပ်မလဲမေမေလို့မေးကြည့်မိတယ်လူတိုင်းလူတိုင်းကခုချက်ပတ်ဝန်းကျင်ကိုမညစ်ပတ်စေရဘူး ပန်းပင်တွေစိုက်ရမယ်။စိုက်ထားတဲ့အပင်တွေကို ရှင်သန်အောင်ဂရုစိုက်ရမယ်။အကောင်ငယ်ကလေးတွေကိုနာကျင်အောင်မလုပ်ရဘူး။တနာကျင်နိုင်ရမယ်။အဲ့ဒီလိုဆိုရင်နေရာတိုင်းမှာတန်ရှင်းလပနေမှာပဲ။အားလုံးလည်းပျော်ရွှင်ကြမှာပဲလို့မိမိကနှင်းနှင်းကို ရှင်းပြလိုက်ပါတယ်။ကဲသားတို့သမီးတို့ရေဇလန်းလေးကိုနားထောင်ပြီးပြီဆိုတော့သားတို့သမီးတို့ဘာလုပ်ရမလဲဆိုတော့သိကြရဲ့လား။ဟုတ်တာပေါ့သားတို့သမီးတို့ကိုယ်တိုင်လုံနိုင်တဲ့အရာလေးတွေက အမိုက်ကိုနေရတကပြစ်မချရဘူးပန်းပင်လေးတွေရှင်သန်အောင်လို့စိုက်ပျိုးရမယ်အကောင်ငယ်လေးတွေပေါ်မှာတနာကျင်နာရမယ်ဒီလိုဆိုရင်သားဟုတ်သမီးတို့ရဲ့ပန်ဝင်းကျင်ကလှပနေမှာနော်ကဲအခုတကားဒီချန်နဲ့တူတူကြပြားလေးတစ်ပုဒ်ယူကြည့်ကြရအောင်ချမ်းမြေတာယာဒုက္ကပါ သစ်ပင်လှလှစိုက်ကြမဲအေးရဖို့ကွယ်ငှက်ကလေးတွေတေးတီလို့အကိုင်းလေးမှာနားနေဖို့တို့ရဲ့ကပါလှဖို့ကွယ်ပန်းပင်စိုက်ကြမဲပဒုံနဲ့ကွယ်လိပ်ပြာနာသူတို့ပြောစေတာကဘာကြီးလဲလှမဲတအားဒီကဗျာလေးကိုရေးပေးတဲ့သူကတော့ယူတင်ဖြစ်ပါတယ်ကဲသားတို့သမီးတို့ရေတီရှင်နဲ့တူတူကဗျာလေးကိုနောက်တစ်ခေါက်ယူကြည့်ကြရအောင် ချမ်းမြေတာယာဒုက္ကပါသစ်ပင်လှလှဆိုင်ကြမဲအရင်ရဖို့ကွယ်ငှက်ကလေးတွေတေးတီလို့အကိုင်းလေးမှာနားနေဖို့တို့ရဲ့ကပါလှဖို့ကွယ်ပန်းပင်ဆိုင်ကြမဲဘရုံးနဲ့ကွဲလိပ်ပြာနာသူတို့ပြောစေတာကဘာကြီးလဲလှမဲတအားကဲတာဝသမီးတို့ရေအခုသင်ခန်းစာလေးကိုသင်ကြားပြီးပြီဆိုတော့တာဝသမီးတို့ဘာလို့ရမလဲဆိုတာကိုသိကြပါလိမ့်မယ်နော် ။တပင်းလေးစိုက်ကြမယ်။ပန်းမင်လေးတွေစိုက်ကြမယ်။ပြီးတော့ပန်ဝင်းကျင်ကိုလှပနေအောင်လို့ဇီကန်ရှိရမယ်နော်။ကဲအဲ့ဒါဆိုလို့ရှိရင်ဒါတို့သမီးတို့နဲ့ဒီချေဒီသင်ငန်းစာလေးကိုဒီနေရာမှာရန်နာမယ်နော်။နောက်သင်ငန်းစာအစ်မဒီချေကဘာတွေသင်ကြားပေးမလဲဆိုတာကိုဒါတို့သမီးတို့စောင့်မျှော်ကြည့်ကြအောင်နော်။